်ဟုတ်ပါတယ်ငကူကရှေးပုံသာ106ကျွန်တော်တို့ငယ်တော့ကတော့ဒီမြက်ပွင့်ကြီးကံရဲ့ညောက်ဖက်ရောက်သွားရင်တိုးတန်းကြီးပြတိုးကြီးပြဘာမှမရှိဘူးအဲဒီရှေးပုံသာ106ကျောင်းကမြက်ပွင့်ကြီးကံရဲ့ညောက်ဖက်ကိုတိုးလေးသွားတယ်ပြအဲ့တိုးအုပ်လေးကိုဖြတ်ပြီးမှဒီအချောင်းကိုရောက်လာတာအကြောင်းမလို့လေတော့ဟိုရွှေပုံသာတောရချောင်းတောရချောင်းအမိတွင်နေတာပေါ့နော် 古罗，哎，他们没有去。我们柳州的本来有去的，多半浪费了。你们有去的啊？去哪了？去南罗武山、昭江、武州。古罗水北南江片，哎，江内个。放在昭江路的高速路，没亚了。我们那路的哎，那大里里干哪一块？古罗水北南江片，闽南麻将内块。哎，离水北南多远？江内块？ တဲရောဇာတိဖြစ်တဲ့ဆရာတော်ဦးကြီးအေးတို့ဆရာတော်ဦးစင်မွေးတို့က1266ခုနှစ်ကစတင်ပြီးတော့1303ခုနှစ်ထိပရင်သုံးသာသနာပြုခဲ့ပါလေဆရာတော်ဦးကြီးအေးပြန်လုံတော်မူပြီးတဲ့နောက်ဒုတိယသာသနာပြုဆရာတော်ကတော့တဲရောမြို့မြောက်ဖက်ခင်းကြီးရွာဇာတိပေါ့နော်ခင်းကြီးရွာဇာတိဆရာတော်ဦးနန္ဒဝန်သာဖြစ်ပါလေဆရာတော်ဦးနန္ဒဝန်သာဟာ1303ခုနှစ်မှာ 1352ခုနှစ်အဖြစ်တရင်သုံးသာသနာပြုခဲ့ပြီးတတိယသာသနာပြုဆရာတော်ကတော့ဗာရဏတုတ္တဗာရဏတိလဝန္တဗာရဏဩတ္တရာဆရာတော်ရှင်သူမြတ်များမှာ1352ခုနှစ်မှာစတင်ပြီး1355ခုနှစ်အထိတရင်သုံးသာသနာပြုနေထိုင်ခဲ့ပါတယ် စထုတ်တမ်းမြောင်ကျောင်းတိုင်သာသနာပြုတဲ့ဆရာတော်ကတော့ဖြူးမြူမင်းချောင်းစာတင်လိုက်နိုင်ပိဋကနှစ်ပုံဝဲအောင်ဆရာတော်ဗဒနာမှုနေတာဒွိပိဋကဒရနွေတမဆရာတော်ဖြစ်ပြီးတော့ဆရာတော်ရှင်သူမြတ်မှာ1355ခုနှစ်ကစတင်ပြီး1381ခုနှစ်အထိသတင်းသုံးသာသနာပြုနေထိုင်ခဲ့ပါတယ်။ပြည်စမမြောက်သာသနာပြုဆရာတော်များကတော့ ဗရဏစိတ်တိတာဗရဏအာဒိဉ္စာဆရာတော်အရှင်မြတ်နှစ်ပါးမှာ1382ခုနှစ်မှာယနေ့1389ခုနှစ်ယနေ့တိုင်းသာသနာတော်များကိုဆက်လက်ထမ်းဆောင်နေစေဖြစ်ပါれခင်ဗျာ

်အရွှေပုံသာတော်ရကြောင်းစတင်တည်ထောင်ခဲ့တဲ့1286ခုအနှစ်တရာပြည့်အထိမ်းအမှတ်ဖြင့်ပြည်စမမြောက်သာသနာပြုဆရာတော်ဖြစ်သောဗာရဏအာရိစာဆရာတော်ရှင်သူမြတ်ဖရာမှာဦးစီးဥဆောင်မှုပြုပြီးတော့ခொနည်းရသာသမီစေရနာချင်းဖူတူချင်းများရဲ့လှူဒန်းမှုများနဲ့အတူရာပြည့်အထိမ်းအမှတ်ဓမ္မယုံကြီးအား1386ခုနှစ်မှာ စတင်တည်ဆောက်လာခဲ့တာယခု1388ခုနှစ်ရောက်ရှိလာခဲ့ပါပြီဒါကြောင့်မို့ရတော့ညာခဲကျုံတော့ကျုံခဲနှစ်တရာပြည့်ဓမ္မယုံကြီးတည်ဆောက်စေအချိန်ကာလမှာမိမိတို့အနေနဲ့သရတရားနည်းများမစိုးပါဝင်သူတန်းနိုင်ကြပါကြောင်းတရင်ကောင်းပါလိုက်ပါလေခမညာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခမညာ